နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြပ်ဆစ်ခွေးလက်အောက်ခံ နေကြားဆောင်တဲ့ BGF ခေါင်းဆောင်စောချစ်သူမှကြားဖြတ်နဲ့ပတ်သက်ပြီးတော့အပြည့်မရှိတဲ့အတော့ထွက်ပြေးစရာမလိုဘူးလို့ BGF ရဲ့ပြောခွင့်ရနိုင်မောင်စောကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိရွှေကုတ်ကိုအတွဲမှာကြားဖြတ်များကိုဖမ်းဆီးရမှာစစ်ခွေးတွေနဲ့အတူ BGF ကပူးပေါင်းဆောင်ရွက်လျက်ရှိပြီးတော့စစ်ခွေးခေါင်းဆောင်မင်းအောင်လှရဲ့အမိန့်ကိုခံယူပြီးတော့ BGF ကကြားဖြတ်ရှင်းလင်းရေးများကိုစစ်ခွေးတွေနဲ့အတူပူးတွဲဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။လက်ရှိမှာကရင်လုံခြုံရေးနဲ့နေဆက်ရေးရဝင်းကြီးရဲ့စီမံကုတ်ကဲမှုအောက်မှာကြားဖြတ်များကိုပိတ်ဆို့ဖမ်းဆီးနေတယ်လို့ ို့ပြောပါတယ် BGF ခေါင်းဆောင်စောချစ်သူနဲ့ပတ်သက်ပြီးတော့ထွက်ပြေးခြင်းမရှိပဲဘာသာရေးနဲ့ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုတ်ကင်နေတဲ့အတွက်မအားမလန့်ဖြစ်နေကြောင်း စောချေသူမှာဘာအပြစ်မှမရှိကြောင်းဖုတ်ဖော်ပြောဆိုထားပါတယ်ကျွန်တော်တို့ရဲ့အကြီးအကဲကကျွန်တော်တို့အမြင်မှာအများကတော့ဆွဆွဲချက်တွေအများကြီးရှိတာပေါ့လက်ရှိမှာတော့မြေပြင်မှာကကျွန်တော်တို့ကဒီစကမ်မာလုပ်ငန်းမှာကိုယ်တိုင်ကိုယ်ကျပါဝင်ပတ်သက်ခြင်းလုံးဝမရှိပါဘူးကျွန်တော်တို့ဒီမြေကြီးပေါ်မှာလာပြီးတော့အစာအုပ်တွေစောက်တယ်ဒီအစာအုပ်ပေါ်မှာဟိုတယ်စောက်တယ်ဒီဟိုတယ်ထဲမှာဘာလုပ်နေလဲတော့ကျွန်တော်တို့မသိဘူးကျွန်တော်တို့သိတဲ့အချိန်မှလည်းအခုလိုပူပေါင်းဆောင်ရွက်ပြီးတော့ဖိုင်းစင်းမှုတွေလုပ်နေပါတယ် 系列烤鸭肉，整到肉鸡干嘛？扒皮嘛么是万物，扒皮嘛嘞么是肉块，皮肉扒肉嘞么是万物，都剁肉剁肉你来哇！ သူ့ရဲ့ဒေတာဖော်မျိုးရေးအလုပ်တွေနဲ့သူမအားလက်ပါဘူးကျွန်တော်တို့ကိုညွန်ကြားစရာရှိတာတွေဒီကြားဖြတ်တိုက်ဖြတ်ရေးကိုပြပြသားသားဆောင်ရွက်ဖို့ညွန်ကြားထားတယ်ပြီးတော့ကျွန်တော်တို့ရဲ့အကြီးအကဲကသူ့ဟာသူလမ်းဖောက်တယ်ဘာသာရေးအဆောက်အဦတွေလုပ်တယ်အဲ့ဒီဘက်တွေတွားကြည့်နေတာတွေရှိတယ်ကျွန်တော်တို့အကြီးအကဲကဘယ်မှထွက်မပြေးပါဘူးလို့ BGF ကနိုင်မောင်စောကပြောဆိုထားပါတယ်ဒါအပြင် Facebook ကိုအတွင်းမှာရှိတဲ့ကြားဖြတ်တရုတ်သတင်းများကို BGF ကတည်ထုတ်ပေးနေတယ်ဆိုတဲ့သတင်းများနဲ့ပတ်သက်ပြီးတော့အခုလိုဖြစ်စဉ်များမရှိကြောင်းတရုတ်သတင်းများကရွှေကုတ်ကိုမှမနေဘဲလုံခြုံတဲ့နေရာမှာနေ ကြကြောင်းတရုတ်သတင်းများကိုရွှေ့ပြောင်းပေးခြင်းမဟုတ်ဘဲမြန်မာပြည်နယ်ပေါ်တရုတ်များကိုသာပြန်လည်ထွက်ခွာနေကြခြင်းဖြစ်ကြောင်း၎င်းကဖင်ပိတ်ငင်းဆိုထားပါတယ်တရုတ်သတင်းတွေကိုကြိုဆွဲတာမရှိပါဘူးကျွန်တော်ခဏခဏပြောဦးတဲ့စကားရှိတယ်သတင်းတွေကကျွန်တော်တို့စီမှာမနေပါဘူးသတင်းတွေကဒီလိုနေရာသေးသေးလေးမှာဘာမှစိန်ခံကောင်းစရာမရှိတဲ့နေရာတွေမှာမရှိပါဘူးသူတို့ကရှင်းရှင်းပြောရရင်ကျွန်တော်လေ့လာရတော့ငွေကြေးလဲချမ်းသာတဲ့သူတွေကလုံခြုံပြီးတော့မှတလောက်ပြဿနာတွေရှုပ်ထွေးနေတဲ့နေရာမှာဘယ်သတိမှမနေပါဘူးဆိုလိုရင်းက ရင်းနေပထဝီဝင်အနေထားရမကောင်းတာတွေလုပ်တဲ့လူကပြေးလို့လွယ်တဲ့နေရာမှာပဲသူ့နေမှာပေါ့အဲ့ဒီတော့ဆိုလိုချင်တာကကျွန်တော်တို့စီမှာအဲ့ဒီတဖေးတွေနဲ့ပတ်သက်ပြီးတော့ရွှေပြောင်းတာလုံးဝမရှိပါဘူးဒီကာလတွေမှာမြန်မာနိုင်ငံသားတွေကတရုတ်တွေထွက်ပြေးသွားတာဖြစ်တဲ့အတွက်တချို့အလုတ်ကိုင်းတွေမရှိလာတာဖြစ်တဲ့အတွက်ဈေးဆိုင်ဖွင့်ထားတဲ့သူတွေကနေခဲ့မှာပေါ့ဟိုတယ်ဖွင့်ထားတဲ့သူတွေကနေခဲ့မှာပေါ့မြန်မာပြည်ပွားတရုတ်တွေပဲပြန်နေကြတာတရုတ်တွေကိုပို့ဆောင်ခြင်းလုံးဝမရှိပါဘူးလို့ BGF ကနိုင်မောင်စောက အယူချိပဲဖင်ပိတ်ငေးဆိုလိုက်ပါတယ်လက်ရှိမှာရွှေကုတ်ကိုမှ site 22နေရာကိုစီးနင်းခဲ့ပြီးတော့လူပေါင်း900ကျော်ကိုဖမ်းဆီးကာကွန်ပျူတာအလုံး3000နီးပါးနဲ့ဖုန်းပေါင်း2000ကျော်ကိုသိမ်းဆီးရမိတယ်လို့နိုင်မောင်စောကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ